အားသောဝါလာရှိညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာအော်တိုဘာလ13ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်သတင်း၄ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ပထမဆုံးသတင်းပုဂ္ဂိုလ်တော့ဖဘောတော်လန်ဒန်ကဖော်ပြလာတဲ့ပေရိုဟင်္ဂါဘေးသတင်းတွေပဲစလိုက်ရအောင်အခုရက်ပိုင်းကလည်းနိုင်ငံတကာပွဲစဉ်တွေလည်းရှိတယ်အပြောင်းဖြစ်ဈေးကွက်လည်းလောလလတ်ပိတ်ထားတဲ့အချိန်ဖြစ်တာဖြစ်တဲ့အတွက်ဈေးကွက်တွေမှာသတင်းတွေကတော့ရှားပါးနေတယ်စောင်းဈေးကွက်နီးကနီးမှပဲသတင်းတွေကပိုပြီး update ဖြစ်မယ်ပိုပြီးရှင်ကြည့်လို့ရတယ်ဗောလေဒါပေမဲ့လောလောဆယ်အတွင်းမှာတော့အာဆင်နယ်နဲ့ပတ်သက်တဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်တဲ့အခါမှာနောက်ဆုံးရအချိန်တွေကိုပဲတင်ဆက်တာဖြစ်တာဖြစ်တဲ့အတွက်လောလောဆယ်တော့စိတ်လုံရှားပွေရအပြောင်းဖြစ်သတင်းတော့ပါပါမဟုတ်သေးဘူးအသင်းတွင်းရသတင်းတွေပဲပါပါလိမ့်မယ်ပထမဦးသတင်းပုဂ္ဂိုလ်တော့ဖော်ဖော်တော့ လန်ဒန်ကဖော်ပြထားတဲ့ပယ်ရိုဟင်ဂါဘေးသတင်းကတော့ဒီအာဆီနယ်အသင်းရဲ့နောက်ခံကစားသမားတက်အငှားပလက်အပိသက်ဝင်ခွင့်နဲ့ခေါ်ထားခဲ့တဲ့23နှစ်ရဲ့အီကွေဒေါ်သားကတော့လာမယ့်ဖူအန်သင်းရဲ့ပွဲစဉ်မှာအသင်းရဲ့လူစင်းမှာပြင်ပြီးပါဝင်လာနိုင်တယ်ဆိုပြီးတော့ဖော်ပေါ်တော့လန်ဒန်ဖော်ပြထားတယ်ဝမ်းသာစရာသတင်းပါပဲဒါပေမဲ့လက်ရှိအာဆီနယ်အသင်းရဲ့စကွတ်တရဆိုရင်ဂီဘီယယ်မကာယောဝီလီယမ်ဆာလီဘောစတောင်းဖြစ်နေတဲ့အခြေအနေမှာ ခရစ်ရှာမော်ကွေဟာလည်းအတစ်ဖြစ်နေဖြစ်တဲ့အတွက်ဒီကစားသမားနဲ့ပတ်သက်ပြီးတော်များမပြောကြသေးဘူး။ဒါပေမဲ့ကစားသမားတစ်ကဲခြေစွမ်းကိုကြည့်ကြင်လူတွေကလည်းအများကြီးရှိတယ်။ပယ်ရိုဟင်ဂါဘေးဆိုတာကအာဆင်နယ်သင်းစုကိုရောက်လာတာကလည်းဒလိုင်းတီးမှရောက်လာတာတရားဝင်လက်မှတ်ထိုးတာဘာညာနဲ့ပေါ့လေ။အဲဒီကစားသမားကတော့အာဆင်နယ်သင်းအတွက်အက်သလက်တစ်ဘီဘာကိုသင်းတဲ့ပွဲစဉ်မှာတမိနယ်လောက်တော့ဝင်ပြီးဆော့ခဲ့ရတယ်။ ကျန်တဲ့ပိုင်းမှာတော့မဆော့ခဲ့ရဘူးအာဆင်နယ်ရောက်လာပြီးတဲ့နိုင်ငံတကာလက်ရွေးစင်အဆင့်တွားရောက်ပူပေါင်းပြီးပြန်လာတဲ့အခါမှာပေါင်ချန်အသေးစားဒဏ်ရာဖြစ်ပြီးတော့ကြက်ခိုင်မှုကြီးကဆေးကုနေခဲ့ရတာဗောလေအခုတော့ဒီနိုင်ငံတကာအားလက်ရက်အတွင်းမှာဒီကစားသမားကပြန်လည်ထူထောင်ရေးလုပ်နေပြီးတော့ဖူဟန်အသေးနဲ့ကံမဲ့ပရီးမီးယားလိပွဲစဉ်မှာအသင်းရဲ့အရန်လူစင်းတွေကိုပြန်ပါလာနိုင်ခြင်းရှိဆိုပြီးတော့ဖဘောတော့လန်ဒန်ကပေါ်ပြထားပါတယ်ဒီကစားသမားကိုကျွန်တော်တို့ကတရားသည့်အငှားပြီးရင်အပိသက်ဝေဝင်းဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ထားဗောလေကြိုက်တော့မှဝင်မယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့ကစားသမားက quality ကောင်းတယ် အီကွေဒေါ်အသင်းနဲ့တွားရောက်ပူးပေါင်းတဲ့နိုင်ငံတကာအဆင့်ပွဲစဉ်တွေမှာဆိုကြံခဲ့တဲ့လားလေတကယ်အထင်ကြီးစင်နေရဆွမ်းဆောင်ရည်တွေပြသထားပြီးတော့အရမောင်းကောင်းတယ်ပြီးတော့ decision making မှန်တယ်ဖြတ်ထုတ်မှုတွေတက်ရပြီးတော့ modern ball လောကနဲ့ကန့်ညီတဲ့ခံစားကစားမတူဖြစ်အာဆင်နယ်ကခေါ်ထားခဲ့တာပေါ့လေအသက်ကလည်း23နှစ်ပဲရှိသေးတယ်အာဆင်နယ်ကဒီကစားမကိုလာမယ့်နေရာဒီကြတော့မှအပိသက်ဝယ်ယူမှာပါအဲ့တော့ဒီကစားမအနေနဲ့ဒီရာသီမှာအာဆင်နယ်အတွက်တပွဲပဲ တမိနစ်ဝင်ဆော့ထားတယ်မှတ်မိမဲ့ကြံခဲ့တဲ့ဘောလုံးရာသီတုန်းကသူ့အနေနဲ့ဘီယန်လီဖာကူစီအသင်းအတွက်ပြိုင်ပွဲဆုံး44ပွဲမှာ39ပွဲပွဲထထားပြီးတော့3ဂိုးသွင်းနှလုံးဖိုင်းထားတယ်။အဝါကတ်10ခန်းနဲ့အနီကတ်တစ်ခတ်ထိထားတယ်။တကယ်ကို performance ကောင်းတဲ့ကစားမဒီကစားမဝယ်တော့က အာဒီတာပါဝင်အသင်းရဲ့တာဝန်ရှိသူတွေကဒီကစားသမားကိုကင်တွယ်ခဲ့ဘူးတဲ့ဇာဘီအလွန်ဆိုကိုဖုံးဆက်မေးမြန်းမှုတချို့လုပ်ခဲ့တာရှိတယ်ကစားသမားရဲ့ quality ပြီးတော့ဒီကစားသမားရဲ့ခြေစွမ်းကစားသမားနီးပြအဖွဲ့ဝင်တွေပြောစကားဟောမှာဒီ instruction တွေပေါ်မှာနာခံမှုရှိလာပါညာနဲ့မေးပြီးတော့မှစိတ်တိုင်းကြပြီဆိုမှခေါ်လာခဲ့တာဖြစ်တဲ့အတွက်ဒီကစားသမားတော့အာဆင်နယ်မှာအံဝင်ပါပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Daily Mail ဖော်ပြထားပါဘို့လေ Manchester United ရဲ့ကျယ်ပွင့် player တယောက်ကို Arsenal တို့ကခေါ်ယူဖို့အတွက်လက်ရှိချိန်မှာကြံစီနေတယ်။ဒါပေမဲ့ဆွေးနွေးမှုတွေကအရင်ကြီးမလုပ်ရသေးဘူး။အဲ့ဒီကစားသမားကတော့ Manchester United အသင်းရဲ့အသက်15နှစ်ရွယ်လက်ရှိ U18 မှာကစားနေတဲ့တိုက်စစ်ကစားသမားလေး JJ Gabriel ကို Arsenal တို့ကခေါ်ယူဖို့အတွက်စတင်ချဉ်းကပ်မှုတွေလုပ်နေဆိုပြီးတော့ Daily Mail ကဖော်ပြသွားပါတယ်။ဒီကစားသမားလည်းခေတ္တတော့မဟုတ်ဘူး။ Kit Messi ဆိုပြီးတော့နာမည်ကြီးနေတာ။ ဒါမက်ဆီလက်သစ်ပေါ့လေလူငယ်အကယ်ဒမီထွက်တည်တဲ့မှာတော်တော်လေးဦးမှာမက်ဆီကစားဦးနဲ့စင်းနေပါ냐ဆိုပြီးသူတို့ကမှာတော်တော်လေးနာမည်ကြီးနေတာဒီကစားမနဲ့ပတ်သက်ပြီးအာဆင်နယ်စိတ်ဝင်စားတယ်ဒါပေမဲ့တရားဝင်တွေ့ဆုံမှုတော့မလုပ်ရသေးဘူးဒါပေမဲ့ United ဘက်ချက်မှာတော့ဒီကစားမကိုဆက်လက်ပြီးအသင်းမှာထိန်းထားဖို့အတွက်ရနိုင်သမျှအကုန်လုံးလုပ်မယ်ဆိုပြီးတော့သူတို့ဘက်ကလည်းဒီကစားမကိုဆက်ပြီးထိန်းထားချင်တာတွေ့ရတယ်အာဆင်နယ်နေနဲ့လူငယ်ကစားမတော်များလိုက်ကြည့်တဲ့အသင်းမှာယင်းနှမြုံနေတဲ့တချို့ကစားမတွေစီညာ level ရောက်မလာဘဲနဲ့အလွတ်နဲ့ထွက်တော့တာအငှားချလိုက်တာလက်လွတ်လိုက်ရတာဆက်ယူတက်တက်မတိုးနိုင်ခဲ့တာတွေအများကြီးရှိရတဲ့မှာစင်စက်မပြတ် မာတီဆက်ကာတို့ကလည်းအကယ်ဒမီအတွက်ဒီလိုကစားမလေးတွေကိုကင်းထောက်ရှာဖွေပြီးတော့ထပ်မံဖြည့်ဖို့ပြင်ဆင်ကြပါလေဒီကစားမောက်လည်း United တို့ကနောက်ထပ် Marcus Rashford လိုမျိုး senior level ရောက်လာနိုင်တဲ့ talent မြင့်လူငယ်အကယ်ဒမီအတွက်ကစားသမားတွေအဖြစ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်အဲဒီလိုလူငယ်ကစားသမားတွေကြတော့ကျွန်တော်တို့ဟိုရောင်းနေဆိုတဲ့စကလုံးသုံးလို့မရသေးဘူးအသက်ကကုမလည်း15နှစ်ပဲရှိသေးတယ်ဒါပေမဲ့ သူ့ကိုပိုင်ထားတဲ့မိခင်ကလပ်တင်းကိုပြုပြင်ထိမ့်သိမ့်ပြိုးထောင်ငါဆိုပြီးရော်ကြီးတရက်ပေးလို့ရှင်တော့ခေါ်လို့ရတယ်အဲ့လိုပုံစံမျိုးတချို့ကြတော့လည်းဒီလိုလူငယ်စားမလေးကိုမလုံးပေးပြီးတော့ scholarship ပုံစံမျိုးနဲ့လည်းခေါ်လိုက်တာရှိတယ်အသက်မပြည့်ခင်ကာလအပိုင်းချမှာပေါ့လေ15နှစ်ဆိုတော့16နှစ်ပြည့်တဲ့ချိန်ကြလို့ရှင်တော့တရားဝင် pro စာချုပ်တွေဘာတွေသူတို့စပြီးလုပ်လို့တော့ရပြီအဲ့တော့ Arsenal တို့ United အကယ်ဒမီထက်ကစားမကိုဆွဲဆောင်စီယုံပြီးခေါ်နိုင်မလားစောင့်ကြည့်သွားမှာပါ ီနေ့မှာကြံခဲ့တဲ့နှစ်တွေတုန်းကအာဆင်နယ်သင်းရဲ့ကောင်းလားပါကြီးဆိုတဲ့လူငယ်ကစားသမားတွေကချီရိုအိုယီမာတွေနဲ့အေဒီဟေဗန်တို့ကို United တို့ခေါ်သွားခဲ့ဘူးတယ်အဲ့တော့ United တို့စီကကစားသမားတွေကိုအာဆင်နယ်တို့အသင်းရဲ့အကယ်မီထွက်ရင်းနှီးမြှုပ်နှံမှုအဖြစ်ခေါ်နိုင်မလားစောင့်ကြည့်သွားမှာပေါ့လေဒီကစားသမားရဲ့ခြေစွမ်းကိုကျွန်တော်သွားပြီး YouTube မှာကြည့်တဲ့အခါမှာမတွေ့ရလဲဆိုတော့လူငယ်အဆင့်ပွဲစဉ်တွေမှာဆိုရင်ဘောလုံးထိမ့်သိမ့်တာတေတက်တယ်နောက်တစ်ချက် penalty box ထဲမှာမပြဘဲနဲ့ကံကာနီမှာ feint တစ်ချက်လုပ်ပြီးတော့မှ direction ပြန်လွှဲဆွဲထွက်သွားခဲ့တာတွေ့ရတယ်နောက်တစ်ချက်ကတော့ The. ဘောလုံးတွေကို carrying လုပ်တဲ့ပိုင်းမှာတော်တော်လေးကောင်းတယ်။များသောဖြင့်သူသွင်းလိုက်တဲ့ goal တော်တော်များများသည်မြေလိမ်ဘောတွေသွင်းတာများတယ်။အဲဒါဆိုခစ်အရမ်းမပြင်းပဲနဲ့ goal သမားမမီလိုက်လောက်တဲ့ down တွေကိုဆွဲပြီးကန်သွားတာမျိုးတွေမဆိုးလူငယ်ကစားမဖြစ်တဲ့လည်းကျွန်တော်တို့ဒါအများကြီးပြောလို့တော့မရသေးဘူးပေါ့လေ။ဒါပေမဲ့သူက Manchester United အသင်းရဲ့ U18 Premier League မှာတော့6ပွဲဝင်ကစားထားတယ်။ခွနကိုသွင်းပြီးတော့တကိုးဖိုင်ထားပါတယ်။ဂိမ်းမီနစ်ပေါင်း922မိနစ်ကစားထားပြီးတော့ဒီလိုလူကစားသမားလေးတွေကိုတော်များအသင်းတွေကရင်းနှီးမြှုပ်နှံမှုဖြင့်စောင့်ကြည့်နေပါတယ်။ တတိယနောက်သတင်းတပုတ်ကတော့လီဝမ်ကလပ်လူတန်တောင်းအသင်းကလက်ရှိချိန်မှာနီးပြရှာမုံတော်ဖွင့်နေပြီးတော့သူတို့ရဲ့စကားတင်ဆက်တွဲဆုံမေးမြန်းနေတဲ့နီးပြစင်းနဲ့မှာဂျက်ဝီရှိုင်းရကဖြစ်နိုင်ခြင်းအရှိဆုံးဖြစ်တယ်ဆိုပြီးတော့သတင်းတွေကပေါ်ပြနေပါတယ်။ဝီရှိုင်းရကလည်းလက်ရှိချိန်မှာနီးပြຢາດູໂອທ້ານສောင်ຫມູ່ໂຕອະຕင်းເລັບແມ່ຜິດຫນີປີດໍລູຕັນນ້ອງຕင်းຍຊິງກັດຫມູ່ດີກໍແລສိတ်ဝင်ຊາໄດ້ສູ່ພໍປຽຖ້າໄດ້ຕໍ່ອະມຍຣີພອດດີມາສູ່ຍິນດາອະເລເປຫມູ່ດີມາສູ່ຍິນເຖິງຊົງຢີບັ້ນຊາໄດ້ຊີນະມາລະມາ ဝီရှိုင်ယန်ကပါတယ်ပေါ့လေအဝီရှိုင်ယန်ကအဆင်နယ်အကယ်ဒမီမှာလည်းဒါနီးပြတာဝန်ထမ်းဆောင်ခဲ့ပူတယ်ပြီးတော့သူနော်ဝစ်မှာလက်ထောက်နီးပြဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့အဲ့ဒီနော်ဝစ်မှာပဲဟိုယာတီကုံကလေးနှစ်ပွဲကိုသူကင်ွယ်ခဲ့ရသေးတယ်ဆိုတော့မဆိုးအဲ့တော့လူတန်တောင်းလို့အသိမျိုးကစားမတချို့လည်းမဆိုးဆိုတဲ့ညမျိုးရှိတဲ့အခါမှာဂျက်လူမျိုးနီးပြတ်တက်ကိုခန့်အပ်လိုက်မယ်ဆိုရင်လက်ရှိချိန်မှာဂျက်က ဟိုထိတ်ထန်းနီးပြတူမဟုတ်သေးမယ်လေသူ့ရဲ့အရှိန်ဝါသူ့ရဲ့ကြော်ကြားမှုသူ့ရဲ့ကစားမဘွားက image ကြောင့်ဘာပြောပြောဒီအသင်းအတွက်တခခုတော့ impact ဖြစ်သွားနိုင်တာနောက်ပြီးတော့ကစားသမားတွေကင်တွေ့တဲ့အပိုင်းမှာလည်းငါးတချင်တော့ဘလို့ကစားမဆိုးတဲ့ပုံစံမျိုးနဲ့ကင်တွေ့လို့ရတဲ့အနေထားပေါ့လေပြီးတော့လည်း senior level နီးပြချုပ်ဖြစ်ကင်တွေ့ရမှာအဲလူတန်တောင်းဆိုတာ2023 2024ဘောလုံးရာသီမှာတော့ Premier League မှာတကယ်ကိုမှဟိုကျင်လည်ခဲ့ပြီးတော့တန်းပြန်ဆင်းသွားခဲ့ရတယ်ဆိုပြီးမြန် Arsenal အသင်းဒါ၃ဂိုးသွင်းခဲ့တဲ့ အသင်းကနောက်ဆုံးသင်းလို့ပြောလို့ရတယ်3 6 6နဲ့အာဆင်နယ်ကမ်ဘက်နဲ့ပြန်နိုင်ခဲ့တာမှန်ပေမဲ့အာဆင်နယ်တင်းကိုနောက်ဆုံး3 6တွနိုင်ခဲ့တဲ့အသင်းပေါ့လေအခုချိန်မှာသူတို့ကချန်ပီယံရှစ်ကတစ်င့်လီဝမ်ကိုရောက်သွားတယ်လီဝမ်မှာလည်းရုန်းကန်နေရတယ်အခုလီဝမ်မှာဆိုလို့ရှိရင်7ပွဲကံပြီးရဲ့ချိန်မှာအဆင့်7မှာအဆင့်7မှာရှိနေတယ်၁၄ကိုးတွင်၁၃လုံးပေးထားပြီးတော့ရမှတ်၁၆မှတ်နဲ့အဆင့်၁၁မှာရှိနေတယ်ဒီလိုအသင်းမျိုးကို ချန်ပီယံရှစ်ကိုတန်းပြန်တက်အောင်အတွက်ချက်တောက်ကန်တွင်နိုင်မလားကြည့်ရမယ်လို့ဆိုကျွန်တော်ဒီသတင်းတင်ဆက်နေတဲ့အချိန်ထိတော့ချက်ကလူတနောင်းအသင်းရဲ့တရဝင်းနီးပြတော့ဖြစ်မလာသေးပါဘူးအဲချက်ဝီရှာယာအနေနဲ့အာဆင်နယ်အသင်း U18 မှာကန်တွယ်ခဲ့တဲ့ပွဲစဉ်တွေကိုပြောမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့28ပွဲနိုင်73ပွဲတည်း19ပွဲရှုံးပွဲပေါင်း60ကင်တွေခဲ့တယ်ယူဆက်ရှစ်ကိုအဲ့မှာတပွဲချင်းပြန်မြအနေနဲ့ဆိုလို့ရှိရင်တော့တိတသမ 6နှစ်မှအထိစုဆောင်းထားနိုင်ခဲ့တယ်။အဲပြီးတော့သူကြံခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှိရင်လည်းဒီ Novice အသင်းမှာသူယာယီကင်နွယ်ခွင့်ရခဲ့တဲ့နှစ်ပွဲမှာဆိုလည်းတပွဲနိုင်တပွဲတည်ကြခဲ့ပြီးတော့တပွဲချင်းကိုပြင်းပြနှစ်မှအထိစုဆောင်းထားနိုင်ခဲ့တာတွေ့ရတယ်။အဲ့တော့ Jack က quality မြင့်နီးပြတူဖြစ်လာတယ်လို့တော့ပြောလို့တော့မရသေးရမှတ်မိမဲ့ Arsenal Academy မှာဆိုရင် Jack Wilshere ကိုယုံကြည်ပြီးရောက်လာခဲ့တဲ့ Academy ကစားသမားတွေမှာနည်းတာမဟုတ်ဘူး။အထူးမြင့် Wilshere Arsenal ကထွက်ခွာပြီဆိုတဲ့အချိန်မှာ မတ်စတောင်းမန်လေးရဲ့မိဘကြီးနဲ့မတ်စတောင်းမန်ကိုယ်တိုင်ကတော်တော်လေးစိတ်ပြတ်သွားခဲ့တဲ့ကြားသည်ရဘာလို့လဲဆိုသူတို့ကိုယ်တိုင်ကလည်းဒီဂျက်ဝီရှိုင်ယာကိုခုံမင်ပြီးတော့ဝီရှိုင်ယာရဲ့လက်ညှိုးမှုတွေအောက်မှာသူတို့ကလည်းကစားတာပြုံမွေ့တာဟုတ်ဂျက်ကပေါက်ကွဲမှုပြင်းထန်တဲ့နီးပြတောက်တာပါတယ်ဖက်ဆင်အပြည့်နဲ့မောင်းနေတယ်ကွင်းပေးစီမှာတောက်လျှောက်ဟိုနိုင်ကျင်စိတ်ပြင်းပြတဲ့နီးပြရဲ့တောက်ပေါ့လေဒါပေမဲ့နီးပြတယောက်အဲ့လိုလမ်းကြောင်းမှာပေါ့ရောက်ဖို့ဆိုလို့ရှိရင်လည်းတင့်တော်တဲ့ကလနစ်တစ်ခုရောက်ဖို့လေလောလောဆယ်လူတန်းအောင်တင်းရဲ့နီးပြဖြစ်ပြီးနောက်ကျရင်ဒီထက်ပုံပုံမြင့်တဲ့နီးပြဖြစ်လာမလားဆိုတာကိုတော့စောင့်ကြည့်သွားမှာပါ ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားခြင်းလည်းဆိုတော့ဘာပြဖုန်းနံပါတ်တောင်ကို946 946လုံး33တိန်နံပါတ်39 9963ခေါင်းရည်ရုံမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့ဘောလုံးပွဲတွေအကောင့်ဖွင့်နေလို့ဆိုရင်တော့အားလုံးကိုနှွေးထွေးထွေးကျူစွပါရခင်ဗျာမဆော့တဲ့ရင်မဆော့ပါနဲ့ဆော့တဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာအကောင့်လာဖွင့်လို့ရပါပြီနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆင်နယ်တင်းရဲ့ဗဟိုခံစစ်အတွဲဖြစ်တဲ့ Gabriel Magahin နဲ့ William Saliba တို့အဲ့နှစ်ယောက်တူတူပွဲထွက်လာခဲ့တဲ့2025ခုနှစ်အတွင်းမှာအာဆင်နယ်ကပေးကို၄ဂိုးပဲရှိတယ် open player တွေပေးရတယ်ကိုနော်အခြား penalty တို့တေကံဘောတို့ဒေါင်ကံဘောတို့ပြောတာမဟုတ်ဘူးကစားကွက်တွေစက်အသွင်းခံတဲ့ကိုက၄ကိုရှိတယ်အဲ့ဒီ၄ကိုမှဆိုရင်ဟာလန်ကစက်တင်ဘာမှာတကို February မှာတကိုဘောဝင်ကတော့ဒါ February မှာတကိုသွင်းထားပြီးတော့ Brian Amumu ကတော့ January မှာတကိုသွင်းထားခဲ့တယ်အဲ့ဒီကို၄ကိုပဲရှိတယ် ကစားကွက်နေပေးရကျန်တဲ့ဂိုးတွေမှာတော့ကျွန်တော်တို့အနေနဲ့ဒါတက်ကန်ဘောတွေရင်ပေးရတဲ့ဂိုးပဲရှိရဲဒါကြောင့်မလို့ဂေဘီယယ်မကာရီနဲ့ဝီလန်ဆာလီဘာခန်းစစ်အတွဲက open player နေကစားကွက်ကတဆင့်ပြိုင်ပတ်သင်းဂိုးရယူဖို့ခက်ခဲတဲ့အသေးအသေးဖြစ်ရှိနေပြီးတော့2025ခုနှစ်အတွင်းမှာကစားကွက်ကတဆင့်အာဆင်နယ်ကို၄ဂိုးပဲပေးထားပါသေးတယ်အခုဆိုပေရိုဟင်ဂါပဲပြန်လာတော့မယ့်အနေထားပြီးတော့ပရီးမီးယားလိမ်မှာအန်ဝင်ပြီးသားဖြစ်တဲ့ခရစ်ယာန်မော်ကွဲလိုကစားမရှိတဲ့ပြုံမှာအာဆင်နယ်ရဲ့ခန်းစစ်လုံးဝ strong ဖြစ်တယ်တခုလေးပဲမိုးတဲ့ရေထဲမှာဂိုးတွေကိုအချိန်မရွေးရှာဖွေပေးနိုင်တဲ့တိုက်စစ်အစုအဖွဲ့ဖြစ်လာ ဖို့ပဲလိုရလို့ထင်ပါတယ်တခါကျအာဆင်နယ်ကဂိုးကြီးတအားပြတ်တယ်တခါကျလည်းတကိုးရဖို့မနေရုံးကန်တဲ့အခိုက်အတန့်တွေရှိတယ်တကိုးရပြီးသွားရင်နောက်တကိုးရဖို့ကလွယ်ပြီမဲ့တခါကျရင်ဘွေစုံဦးဂိုးလေးရှာဖွေရတာမိနစ်ကြာတဲ့အခိုက်အတန့်တွေရှိရဖြစ်တဲ့အတွက်ခန်းစစ်ကောင်းတယ်လို့တိုက်စစ်လဲကောင်းလာဖို့တော့ပို့ပြီးလိုအပ်လာနေပါတယ်အဆုံးထိကြည့်ပြီးတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ